ခင်ယေရှုပေးသောပထမပညာအခြေပြုကျမ်းခြေအရှင်ဖျားပညတ်တိကျမ်း၌အပေမိသောပညတ်တိတာ၍ကြည်တနေဟုမေးလျှောက်သောယေရှုကသင်၏ဖျားသခင်သာရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှချစ်လောရှင်မတဲခရဝင်ကျမ်းခန်းကြီး20နဲ့အခန်းငယ်35မှ36 တင်းဖျားခြင်းသာဝရဖျားကိုစိတ်နှလုံးအကျွင်းမဲ့ချစ်လို့တရားဟောရခြင်းခန်းကြီး6အငယ်9စစ်သူကဲနဲ့ဖာရီရှဲတို့ဒီသခင်ယေရှုကိုစုံစမ်းနောက်ရှိဖို့အတွက်စုဝေးနေခဲ့ကြပါသည်တယောက်ကထား၍သခင်ယေရှုကိုမေးပါသည်ယခုခေတ်စကားနဲ့ပြောရင်တော့ပညာဆန်းလိုက်တာ စိန်ခေါ်လိုက်တာပါ ။တညတ်တိကျမ်းမှာရှိသည်မသောတညတ်များထဲမှအရေးကြီးဆုံးကဘာပညတ်လဲဟု၍ဖြစ်ပါသည်။ပညတ်တော်ဆယ်ပါးမှစ၍ဒုရုတ်ချဲ့ထွန်တော်ပညတ်တိကျမ်းအနည်းဆုံး630တော်ပညတ်များကိုစေငုစွာတိတ်ထားတော်သူတို့၏မိခွန်းကိုတခင်ယေရှုကတည်ငြိမ်စွာအပြည့်ပေးခဲ့ပါသည်။ရှေးကကျမ်းစာ၌လာသောအချက်ကိုပင် သခင်ယေရှုက ပြန်၍ဖြေတာပါသင်ဖျားရခင်ထာဝရဖျားကိုစိတ်နှလုံးအကျဉ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လော့ဟူ၍ဖြစ်ပါလိခရိယန်တို့အတွက်ပဒါနာဖြစ်သောပြညတ်ပထမပြညတ်အမှန်ဖြစ်ပါသည်သင်ဤဖျားရခင်ဟူစတင်ခဲ့ပါသည် အခြားသူဤဖျားရခင်မဟုတ်ပါကို့ဖျားရခင်ဖြစ်ပါသည်အဲ့ဒီဖျားရခင်ကလည်းထာဝရဖျားဖြစ်ရပါမည် ကျွန်တော်တို့ကိုးကွယ်တော်ကျွန်တော်တို့ဤဖရာကသာဝရဖရာဖြစ်ရမှာပါအဲ့ဒီနှစ်ခုကတစ်ထက်တည်းဖြစ်ရလိုပါသည်စိတ်နှလုံးအကျွမ်းမဲ့ဟုဆိုရင် အခြားအရာကိုချေ၍မရပါဖရာခင်ကိုပဲချေရပါသည်ဉာဏ်ရှိသည်များဟု ဆိုသောအခါအကျံအစီရှိသည်များထက်အကျံအစီရှိသည်များသည်ဖရာခင်အတွက်တာဖြစ်ရမည်ဟု ဖော်ပြပါသည်ယနေ့ကာလမှာလည်း ဤနှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်သည်ကျွန်တော်ဂျမတို့အားတွင်တင်နေပါ၏ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုလက်ခံရရှိတည်နောက်မှာကျွန်တော်တို့ဤတာဝန်က ပြန်၍ချစ်ဖို့ဖြစ်ပါသည်လူလူချင်းချစ်ခြင်းမေတ္တာမရှိလျင်အစင်အစံပြစ်ပြားသလိုပဲဘုရားခင်နဲ့ချစ်ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုမရှိလျင်အစင်အစံပြစ်ပြားပါသည်မိတ္တဟာယမဖြစ်နိုင်တော့ပါ ဤအချက်ကိုတတိပြု၍တေချာပေါက်လိုက်နာရမည်ပထမပညာကိုစီဘူးကြပါသောနံပါတ်1တင်းဤဖျားခင်ထာဝရဖျားကိုချစ်ပါလောကမှာဖျားကများပြားပါသည်ဘာသာရေးကိုမဆိုလိုပါကျွန်တော်တို့ကိုးကွယ်တော်အရာကျွန်တော်တို့ဤဖျားများက တခါတလေထာဝရဖျားမဟုတ်ပဲငွေကြီးလဲဖြစ်နိုင်ပါသည်ဝါရဏလဲဖြစ်နိုင်သလို့ အခြားလူတယောက်လည်းဖြစ်နိုင်ပါသေးသည်တစ်ချိန်ကရောတစ်ချိန်ကရောမပီတူများကိုးကွယ်ခဲ့သူကစစ်တရေကောင်းတွေဖြစ်ခဲ့တာမျိုးပါစစ်တရေကောင်းတို့မှာခွန်အားနဲ့တာယာဝပြောခြင်းကျေဝချမ်းသာခြင်းနဲ့ဩဇာအာဏာရှိခဲ့ကြတာကိုကဲတာဘရင်များသည်ရောမတို့ဤဖျားဖြစ်ခဲ့ရပါသည်တောလျာကျမ်းကာလ၌ဣတိလလူမျိုးတို့တည်ပင်လျင် အခြားသောဖျားများဖြစ်တော့စိတ်ရိုင်ခဲကြပါသေးသည်ရွေးချယ်တော်လူမျိုးတော်ဖြစ်နေသည့်တိုင်သာဝရဖျားကိုမေးလျော့တာမျိုးလည်းရှိခဲ့ပါသည်ဖျားခင်ကမြင့်တာပေးသည့်ဂျာကအခြားဖျားကိုလမ်းမျော်၍ကိုးကွယ်ခြင်းသောစိတ်ကြောင့်ဖျားခင်ဆုံးမတာခံရပါသည်ဖျားခင်သည်အပြစ်ရှိသည်ဟုရှုံးလွယ်တော်ဖျားလည်းဖြစ်ပါ၏အခြားအရာမှာခွန်လွတ်တော်လဲတူအားထားခဲ့၍ အခြားသောဖျားကိုကိုးကွယ်ခြင်းကိုတော့လက်မခံပါ။ငါမတပါ အခြားသောဖျားကိုမကိုးကွယ်ရ။ဥမချရဝမပြူရဟုပြညတ်ထားပါသည်။တခါကအရှိတိုင်းတို့လဲ့လေသွားလာတော့ဒုတိယကရုတ်တုစင်တုများကိုတပ်ပုံရိုက်၍သူ၏တိုင်းပြည်တို့ပို့ပေးပါသည်။အောက်၌လဲစာကို စာတို့တကြောင်ထည့်ရေးထားပါ၏။အရှိတိုင်းကလူတွေကဒါမျိုးတွေကိုဖျားလို့ကိုးကွယ်နေကြတယ်။ အံ့ဩလိုက်တာမကြခင်မှာတူမိတ်ဆွေများကလည်းငွေစကူဒေါ်လာပုံများကို တူထံပေးပို့ပါ၏ငွေစကူတပ်ပုံများအောက်မှာလည်းစာတို့တစ်ကြောင်ပါရှိလာပါ၏တူကအလင်မြန်ဖက်ကြည့်ရင် အနောက်တိုင်းကလူတွေကဒါမျိုးတွေကိုဖျားလို့ကိုကွယ်နေကြတယ်အံ့ဩလိုက်တာဟူ၍ဖြစ်ပါတယ်ဖျားခင်နေရာမှာအစားထိုးစရာများလာပါသည် အချို့ကဖျားခင်အစားဥစ္စာပစ္စည်းကိုချစ်သည် ရှာသည်အချို့ကပညာကိုတာ၍ချစ်သည်ရှာသည်အချို့ကမိတ်ဆွေများကိုတာ၍ချစ်သည်ရှာသည်အချို့ကတရဖူကိုတာမျက်နှို၍ချစ်သည်ရှာသည်ကျွန်တော်ကျမတို့၏ဖယားရခင်ကိုအခြားအရာနှင့်အစားထိုး၍မဖြစ်ပါဖယားရခင်ကိုချစ်၍ရှာဖွေလိုပါသည်ကျွန်တော်ကျမတို့၏ဖယားရခင်သည်ဧကန်စင်စစ်သာဝရဖယားရခင်ဖြစ်ဖို့လိုပါသည် ။နံပါတ်၄စိတ်နှလုံးအကျဉ်းမဲ့နဲ့ချစ်ပါ။မိဘပေးစားတော်ယောက်ျားကလေးကိုမချစ်နိုင်တဲ့ဖြင့်ထွက်ပြေးလာတော်မိန်းကလေးကို တွေ့ဖူးပါသည်။တကယ်တော့လလပပကာမလေးလည်းမဟုတ် အတက်လည်းကြီးလာ၍ခန္ဓာကိုယ်လည်းနည်းနည်းဝနေပါသည်။သူ့ကိုပေးသားဖို့ရန်မိဘများကအစီအစဉ်ပေးထားတော်ယောက်ျားကလေးကချောမောတော်လူငယ်ဖြစ်ပါသည်။ဥစ္စာလေးရှာဖွေနိုင်သူပညာလေးတတ်သူဖြစ်ပါ၏အဲ့ဒါများဟဲ့နေကအားလိုက်တာ ယူလိုက်ရောပေါ်ဟုတိုက်တွန်းရင်းအပြစ်တင်မိပါသည်အဖက်ဘက်ကပြည်စုံပါလေဒီရုပ်ဆိုးမကပဲခြေများနေတာကတော့တဘာဝမကြပါဘူးသူမကခေါင်းကိုခါရင်ပြည်စုံတာတိပါတယ်ချောတာလည်းမြင်ပါတယ်ဒါပေမဲ့ချစ်လို့မှမရတာမချစ်တော့ဘဲနဲ့လှုပ်ပြီးစောင်းတထဲကိုအတူအတူချုပ်ပြီးဘလို့နေနိုင်မှာလဲဟုပြောပါသည်အေးဒါလည်းဟုတ်တာပဲ ်ချစ်မှဖြစ်မှာဆိုတော့ချစ်လိုက်ပေါ့ဟုပြန်ပြောလျင်မချစ်နိုင်ဘူးဆရာလောကမှာအတင်းလောက်ခိုင်းလို့မရတာအချစ်ပဲဟုဖြေပါသည်တကယ်ပဲအချစ်ဆိုတာအဲ့ဒီလိုမျိုးတာဖះကိုချစ်ဖို့ရင်တမကျန်းစာကအမိတ်ပေးပါသည်တင်းဖះရခင်သာရဖះကိုစိတ်နှလုံးမဲ့စိတ်နှလုံးအကျွင်းမဲ့ဉာဏ်ရှိသည်မြတ်အစွမ်းတတိရှိသည်မြတ်နဲ့ချစ်လော့ဤပညာဒီပထမပညာဖြစ်ဟုလာပါသည်မာကုအခန်းကြီး၁၁ ်အငယ်သုံးတဲ့တခင်ယေရှုကိုတော်တိုင်မိန့်တော်မူသောပညာစကားဖြစ်တော်ကြောင့်တေချာပေါက်လိုက်လျှောက်ရမှာလဲဟုတ်ပါသည်တို့တော်စောစောကမိန်ကလေးပြောသလိုချစ်ဖို့ရန်ခက်ခဲပါသည်ဖျားရှိခိုးเจ้าမှာရောက်နေတော့လူတို့ပြိတ္တများထဲမှာပင်တခင်ယေရှုမိန့်တော်မူသလိုမလုံနိုင်သူတွေရှိပါသည်စင်လုံးကျွင်းမဲ့ညာရှိသည်မြတ်အစွမ်းတက်သည့်ရှိသည်မြတ်ဆိုတော့အတော်ခက်ခဲပါတယ်ကျွန်တော်တို့အိန္ဒူ ဇနီးခမုန်းကိုတောင်မှရှိသည်မြမေတ္တာအလုံးနဲ့ချစ်နိုင်ဖို့ရုန်းကန်ရပါသည်။ဘုရားခင်ကိုဘာကြောင့်မချစ်နိုင်တာလဲ။အဖြေကတော့အပြစ်ကြောင့်ပါပဲ။အပြစ်နဲ့အချစ်မှာအပြစ်ကိုပဲရွေးချယ်၍ဘုရားခင်မှလွဲကကြံသောအရာအလုံးကိုချစ်နေသောကြောင့်ဖြစ်ပါသည်။ဘုရားခင်ကိုပထမနေရာ ပေးဖို့ရုန်းကန်နေရသည်မြချစ်ဖို့ရန်ခက်ခဲပါသည်။တခင်ယေရှုကအပြစ်ကိုဆေးကြောပေး၍တန်ရှင်းသူများအမှန်တကယ်ဖြစ်လာသည့်တိုင်း နောက်ကျောင်းပြန်လဲချင်သေးတော့အကြောင်းဖျားတခင်ကိုမချင်နိုင်ကြောင်းတိမဲ့၍စိတ်နှလုံးကို ပြင်ဆင်ကြဖို့ပါမိတ်ဆွေချစ်ချင်းမြတ်တာကို ဖော်ပြတော့တင်ကြတာတစ်ခုမှာ အားလုံးကိုပေးအပ်လိုက်တာဖြစ်ပါတယ်မင်္ဂလာပွဲ၌တို့တားကလက်ထက်လက်ဆက်ကိုတို့တမီအားအနှင်းတော့ခါ၌ကျွန်ုပ်မှရှိသည်မြတော့ချစ်ချင်းမြတ်တာနဲ့စည်းစိမ်ဥစ္စာခတ်တိန်ကိုအနှင်းပါတယ်ဟုတော့တက်ဆာစကားကိုလည်းပြောကြရပါသည်ထိုးနောက်မှာတော့ ယောက်ျားများသည်ပြောရေးဆိုခွင့်မရှိတော့ပါဇနီးတဲ့ပြောရမြနားထောင်ရပါသည်ချစ်ချင်းမေတ္တာဤတဘောဒီနာခံခြင်းနားထောင်ခြင်းဖြစ်တာကြောင့်ဘုရားသခင်ကိုချစ်တော်သူဖြစ်ရင်ဘုရားသခင်ပြောရမြနားထောင်ရကြပါလိမ့်မည်ဘုရားသခင်ကိုချစ်တော်ရှေးတန့်ရှင်သူများသည်ဘုရားသခင်ကို နာခံသူစကားကိုနားထောင်သူများဖြစ်ခဲ့ကြပါသည်အာဗြဟံဒီမရေရာမသေးချာတော့ဒေတာတစ်ခုစီတော့ ဖျားခင်စကားကို နားထောင်လျက် ခီးထုတ်ခဲ့သူဖြစ်ပါသည်ယုံကြည်ခြင်းဖခင်ဟူသောဘွဲ့တူးကိုရတော်သူသည်မိမိ၏တားကိုပင်ရစ်ကောင်အဖြစ်ဖျားခင်အားတင်လူပူဇော်နိုင်သည့်အထိနားထောင်ခြင်းရှိခဲ့ပါသည်နော်ဤကတော့မိုးရိပ်ကင်းစင်သောနှွေကာလမှပင်ဖျားခင်စကားကို နားထောင်၍တင်ဘောကိုတိဆောက်နိုင်ခဲ့သူဖြစ်ပါသည် ဖျားခင်ဒီအံ့ဩဖွဲ့ရာကိစ္စကိုဆောင်ရွက်နိုင်သည်ဟုတေချာပေါ့ယုံကြည်မျှော်လင့်က လူအများကဲ့ရဲ့ပါသည်ဝေဖန်ပါစေဖျားခင်စကားကိုပဲ နားထောင်ခဲ့သူဖြစ်ပါ၏မောရှိဒီလည်းအခြေအနေကို မစင်ချင် မတုံးတက်ပဲဖျားခင်စကားတော်ကို နာခံနားထောင်က ကိုကျွန်းဆွန့်သူဖြစ်ခဲ့ပါ၏ထိုနည်းတူယောဘဒီလည်းဖျားခင်ဤမိန့်တော်မူချက်ကို နာခံကား ဆင်းရဲခြင်းအစာကိုတိဆောက်နိုင်ခဲ့ပါသည်မိမိ၌ရှိသောစိတ်နှလုံးဉာဏ်ပညာနှင့်အစွမ်းတတိရှိသမျှကိုဖျားတခင်ကိုအံ့နံလိုက်တာကဆရန္ဒာလောက်တာဖြစ်ပါတယ်ရှိသမျှဆွင့်၍ပုံအပ်လိုက်သောအခါကျမှပေါ်ပါတော့တဘိုးဖြစ်လာမှာပါကျွန်တော်တို့ဤချစ်သူများ ပြောသည်။နားထောင်တာက သူ့ကိုချစ်လို့ပါပဲဖျားတခင်ကိုချစ်ရင်သူ့စကားနှုတ်ကပတ်တော်ကို နားထောင်၍ တမာတရားလမ်းအတိုင်းရှောက်သွားရမှာပေါ့မြည်မြပင်ပန်း၍ကိုကျိုးမဲ့ပါစေနားထောင်ဖို့လိုပါ၏တမန်တော်ချင်းရှင်ပေသူဤဝန်ခံချက်ကိုအလင်းနှင့်ထား၍ချက်ကြောင်းဖော်ပြရန်ရှိပါသည်အမိန်တော်ရှိလျင်ပိုက်ကွန်ကိုချပါမည်ဟုသောစံစာလာ ဝန်ခံတော်စကားကိုတိမှတ်၍အသက်ရှင်သွားဖို့ရန်မေတ္တာဖြင့်နှိုးဆော်ပါရသည်နံပါတ်၃ညာရှိသည်များနှင့်ချစ်ပါ ထာဝရဘုရားသခင်ကိုညံရှိသည်မြနဲ့ချစ်ပါဟုသခင်ယေရှုမိန့်တော်မူခဲ့ပါသည်ဉာဏ်ပညာကိုဘုရားသခင်ကပေးထားပါ၏တို့တော်လည်းဉာဏ်ကားတော်မူတူပါ အချို့ကဉာဏ်ရည်ကောင်း၍အချို့ကမကောင်းလာပါတို့တော်လည်းဘုရားသခင်ပေးသည်မြတော်ဉာဏ်ရှိသည်မြနဲ့ချစ်ရမည်ဖြစ်ပါသည်ကျွန်တော်တို့ချစ်တော်သူများအတွက်လှူဆောင်ပေးခြင်းသာရှိပါ၏လောကီတခြင်းတစ်ပုဒ်ရှိပါ၏ချစ်သူကိုရှေးပုံနန်းထက်မှထားခြင်းနဲ့ဖူး၍ဖြစ်ပါသည် သို့တော်လည်းထားကျင်တာပဲရှိ၍မထားနိုင်တာမဟုတ်ပါကိုဥစ္စာကိုဗန္နာကိုဉာဏ်ပညာကရွှေပုံရွှေနှန်းကိုမှမတက်နိုင်ပဲကိုသို့တော်လည်းတက်နိုင်တယ်မြဉာဏ်သားရှိသည်မြတော်လည်းလှောက်ဆောင်ပေးကြပါသည်လာရှုမျိုးမှလာဟုမင်္ဂလိတယောက်ဒီဆယ်တန်းစမွေပွဲအောင်ဒီနဲ့မကြခင်မှာပဲကီရင်ကောင်ကလေးတယောက်နဲ့အိမ်တောင်ပြုလိုက်ပါသည်သူမထက်အသက်ဆယ်နှစ်မကကြီးတော်ကောင်ကလေးကအိမ်တလုံးတောင်မရှိပဲ စပိန်တပင်းကိုတာပိုင်တကယ်ခီးဆောင်အိတ်အဝါကလေးတစ်လုံးနဲ့ချစ်တူနောက်ကိုလိုက်ခဲ့တော့မိန်းကလေးကိုမြင်ရင်တင်းအုပ်ဆရာကြီးကဦးယောရှုကတို့တားဖို့စူပါ ਈ မိမယူပြီးဘယ်မှာတိတ်ဖို့စဉ်းစားထားတယ်လဲအဲ့ဒါလောက်တောင်မှမစဉ်းစားထားဘူးလားဟုပြောမှတို့တားကအိမ်ဆောက်ပါဒီအချစ်ရေးကိုပဲဦးစားပေးခဲ့တာဆိုတော့မပြည့်မစုံမလုံမလောက်နဲ့နေထိုင်ခဲ့ရပါဒီ ငတ်တလဲပြက်တလဲမဟုတ်တိတိုင်ဆင်းရဲစွာနေထိုင်၍ကြက်တဲစွာစားတောက်ခဲ့ရပါသည်ထိုကာလမှာပဲသူတို့အိမ်ထောင်စီတို့ဧည့်သည်များသာဝင်ထွက်ကြပါသည်ဧည့်ခံစရာနေပါတိကြတဲ့ကရှိသည်များပြုစုဧည့်ခံရင်နေထိုင်ခဲ့ကြရပါသည်ဘဝကိုတိဆောက်တော့အဆအဦးကာလမှာပင်ဝင်ငွေထွက်ထွက်ငွေများခဲ့ရာဒီလင်များကတော့လူငွေလူတောင်ပြောင်းနိုင်မယ်မထင်ဘူးဟုအောက်မေ့ကြပါ၏တို့တော်လည်း ယနေ့တွင်တားနှယောက်တမီးနှယောက်နဲ့စုံလင်တော်မိတ္တာစုဘဝဖြစ်လာခဲ့ပါသည်ဖျားခင်ကောင်းကြီးပေးတာပါကျေးဇူးတော်တက်တက်ပဲဟုဝန်ခံတော်အိမ်ရှင်မသည်နေ့စဉ်ပင်ဖျားခင်ကောင်းမြတ်ကျမ်းကိုကြွေးကြော်ပါသည်ကျေးဇူးတော်ကြောင့်သူမ၏ခင်ပွန်းသည်ယနေ့တိုင်အောင်တောင်ပေါ်တည့်၍စီးပွားရှာသည်ကာမောင်းသည်စိုက်ပျိုးရေးလုပ်ပါသည်ကင်းရဲ့လူငယ်အများကအရက်တောက်တိုက်ရေမယူဖို့ရန်ဆွေမျိုးအများက တားခဲ့ပေမဲ့သူရတော့ကရင်ကောင်လေးကကောင်းတော့တူပါတူမကိုချိန်၍အရေးမတောက်ပါဉာဏ်ပညာနဲ့တော့လည်းဉာဏ်ရှိသည်များနဲ့ရှာဖွေလောက်ကင်ကျွေးမွေးပါတဲ့သူတာသမီများကိုလည်းချိန်၍ကောင်းစွာပြုစုပေးပါသည် ထို့ကြောင့်အိမ်ကောင်းကောင်းနဲ့နေရ၍အစားကောင်းကောင်းစားရပါသည်ဟုပြောပြပါ၏သူမတို့အိမ်တော်မှာချစ်ချင်းမေတ္တာနဲ့မြဲမြံကတစ္ဆာနဲ့ခိုင်ခန့်ပါသည်ဇနီးကခင်မုန်းကိုညံရှိသည်များနဲ့ချက်ကလှုပ်ကြွေးပါသည် အင်မတန်နှစ်တက်ဖွယ်အတရေရှိသောအိမ်တော်ဖြစ်တာကို တွေ့ရပါ၏ဖျားခင်ကိုလည်းဉာဏ်ရှိသည်များနဲ့ချစ်ရန်တခင်ယေရှုတွင်တင်ပါသည်တခင်ယေရှုကကျွန်တော်တို့၏အတိုင်းအတာဉာဏ်စွမ်းကိုစွမ်းကိုတည်တူဖြစ်ပါသည် ပို၍တောင်းဆိုတော်မူမဟုတ်ပါဉာဏ်ပညာကြီးမားသူက ကြီးမားစွာချစ်နိုင်သည်ကိုအားကြပါ၏ကျွန်တော်တို့ဉာဏ်ပညာကသေး၍ဉာဏ်ရှိသည်များနဲ့ပဲချစ်လျင်လေဖျားခင်ကအားရမှာပါ လွန်ခဲ့သော၄၅၆နှစ်ကကလေးငယ်များသာပါဝင်တရုပ်ဆောင်သော ခရစ်ယာန်ခရစ်စမတ်တခြင်းကွေကလေးတစ်ခုကိုကျွန်တော်ရိုက်ကူးခဲ့ပါသည်။ညသင်ခွန်အားချစ်တူများကို ဝေငှ၍လက်ဆောင်ပေးခဲ့ပါသည်။တကယ်တော့မလုတ်တက်လုတ်တက်နဲ့လာရှုမျိုးအထိတွားရရိုက်ကူရဆရာကျွန်ကများစွာကူညီပေး၍သူဤတာသမီများစွာကိုခေါ်ပေးအသုံးပြုခွင့်ပေးပါသည်သူလည်းတော်တော်ပင်ပန်းကပတ်စံကုန်ပါသည် ပါဝင်သောကလေးတို့၏မိဘများလည်းပင်ပန်းခဲ့ပါသည်ယခုနှစ်တော်တော်လွန်သွားသောအခါမှာလာရှုမျိုးတို့ပြန်ရ၍သူတို့အကြောင်းကိုစုံစမ်းကြည့်သောအခါတယောက်ကလူကြီးချန်နှစ်ထပ်ကွင်းနှင့်ပညာရေးမှအောင်မြင်နေပါ၏တယောက်ကနိုင်ငံရဲ့ချားမှပညာတင်၍တယောက်ကအမေရိကန်ပြည်ကို သွားနေပါ၏တယောက်ကကွန်ပျူတာပညာရှင်ဖြစ်၍တယောက်ကတက္ကသိုလ်ကျောင်းသူတယောက်ကစံတရားဆရာစသဖြင့်အတီးတီးကောင်းစား၍နေရပါသည် ထိုစဉ်ကများစွာဝင်တာထား၍တောင်းပန်တော်လည်းမပါဝင်ခဲ့တော့ကလေးနှစ်ယောက်အကြောင်းကိုတော့စုံစမ်း၍မရပါတကယ်တော့ငယ်ရွယ်တော့ကလေးပင်ဖြစ်ပါစေဖယားတခင်၏အမှုတော်များမှမပါဝင်ရတော့ခွင့်တည်ကြီးစွာတော့အကျိုးကိုပေးပါသည်တမာကျန်းစာ၌ရှမွေလကလေးကိုတော်၎င်းဒါဝိဒ်ကလေးကိုတော်၎င်းဖယားရှင်ကနှစ်တက်ကချီးမြောက်ပါသည်တခင်ယေရှုတည်လည်းငယ်ရွယ်တော့မြေးကလေးကိုစီး၍ ယေရုရှလင်မြို့သို့ဝင်လာခဲ့ပါသည်တရားနာပရိသတ်လူ9000တကြိမ်လူ4000တကြိမ်တခင်ယေရှုကကြွေးမွေးပါသည်ထိုအစာကိုရရန်တမန်တော်အင်ဂျရီကကလင်းငယ်ထံမှ ယူလာခဲ့တာပါမုံငါလုံးနဲ့ငါးနှစ်ကောင်ကို ပေးတော်သူကကလင်းငယ်သာဖြစ်ပါသည်မိတ်ဆွေသာဝရဖျားကိုစိတ်နှလုံးအကျွင်းမဲ့ညာရှိသည်။နဲ့ချစ်ဖို့အရေးကြီးပါသည်ပညာတကာတို့တွင်အကြီးအပါဆုံးဖြစ်တည်ဟုတခင်ယေရှုကိုယ်တိုင်မိန့်တော်မူသောကြောင့် ပေါ်ပေါ်ဆဆတဘောထား၍မဖြစ်ပါဤပညာကိုပရဏထား၍ဖယားခင်ကိုချစ်ချင်းပါရမီအားသေးကြပေါ့စီဝူကြပါသို့နောက်ဆုံးမှာတော့ဖယားခင်ကိုချစ်ချင်းတဲ့လူသားကိုနဲ့ဆဆိုင်တော်သူကိုချစ်ချင်းဟုတည်ပညာနှပါကိုလက်လျှောက်နိုင်လျင်ပဲတေချာပေါ့ကောင်းသောခရိယံဖြစ်ရပါပြီဖယားခင်ကိုချစ်၍နာခံယုံမကဖယားခင်ရဲ့အလိုတော်ကိုဝန်ခံခဲ့တော့မိုးညင်းမျိုးကဆရာတော်စောကျစ်စင်ဆိုတာရှိပါ၏ ဝေးလာတော့မြန်မာပြည်အထက်ပိုင်းမှနေတော့ဆရာဒီဝေဒနာများကိုခံစားရ၍ဤလောကမှာဖယားခင်ရုပ်သိမ်းပြီးအကြံစီကိုလက်ခံပါသည်လွန်သွားရတော့မိကိုတိလျင်ဇနီးတဲ့ကိုခေါ်၍ဓမ္မစာဆောင်များဖြန့်ဝေခြင်းအလုတ်ကို တူမလုံနိုင်တော့ပါတာဝန်ယူပေးပါဟုလွဲအပ်သွားခဲ့ပါသည်ဤဓမ္မစာဆောင်များကိုတာဝန်ယူဝေငှရတာမျိုးကငွေကြေးအမျက်မရှိပါ အလုတ်ရှုပ်၍ကိုပ္ပဆံကိုဆက်ရတာမျိုးဖြစ်ပါသည် တစ်တက်လုံးဤအလုတ်ကိုလှုပ်ခဲ၍ပင်ပန်းခဲသည့်တိုင်သူမရှိတော့အခါတင်းဝင်သူများတပည့်တော်များဝิญဉ္ဇဉ်ရာပိန်လီမာကိုစိုးရင်ပါတဲ့။ဆရာကတော်ကတယ်လီဖုန်းဆက်၍ငိုတန်းဆွေ့၍ပြောပြတာကိုနားထောင်လျင်ဆရာကိုချီးကျူးမိပါသည်။ဖျားခင်ရုတ်တင်းခါနီပင်ပန်းတော်အချိန်မှာနောက်ဆုံးအိန္ဒူကိုမှာခဲ့ထားခဲ့တော်စကားကဆက်လက်၍အမှုတော်ဆောင်ဖို့ပါ။ ဓမ္မဝေစာများကိုဝန်တာထား၍ဝေငါဖို့ပါ ဖြစ်ပါတည်းဘုရားခင်ကိုချစ်တော်ဘုရားခင်အမှုတော်ကိုမျက်နိုးတော်မုံကြီးမျိုးကတိုးထင်းကြီးတီယခုတော့လမ်းစရာအပြင်တင်ရန်စာကိုလည်းခြံထားပေးခဲ့ပါသည်ဘုရားခင်ကိုချစ်လျင်ဘုရားခင်အလုတ်ကိုလှုပ်ပေးရမှာကရိုးသားစွာ နားလည်နိုင်တော်အကြောင်းဖြစ်ပါသည်ကျွန်တော်တို့ချစ်ခင်မျက်နိုးတော်သူ၏အကျိုးကိုလိုလားလျက်သူ့အတွက်လှုပ်ဆောင်ပေးခြင်းတာကမေတ္တာပါ တမန်တော်ကြီးရှင်ယောဟန်တွင်တင်ခဲ့သောအရာမှာငါတို့ဒီစကားပြောကများဖြင့်တာ မချစ်ပဲစိတ်ပါကိုရောက်ချစ်ကြကုန်အံဟူ၍ဖြစ်ပါသည်တေယော38ဖျားတခင်အတွေ့လှုပ်ပေးရာများရှိပါသည်မိမိတို့ရှိသည့်နေရာတက်နိုင်သည့်ဖက်ကစူးစားပါဝင်ကြဖို့တာဖြစ်ပါသည်အေးဝင်ကလေးတရားနဲ့ပြားရန်အတွေ့ဝင်းမဲ့တော်တခင်လည်းပြန်မရိတ်တိန်တူနေပါရသောအကြောင်းအတွေ့ဆူတောင်းပေးုံများပင်ဖြစ်ပါစေ။ ပါဝင်၍ဖျားသခင်ကိုချစ်ကြောင်းပေါ်ပြစေခြင်းပါ၏ဤကျမ်းပိုက်ကိုဆရာဆိုရေးတာပြစုတိဒနေ့တာတရားဟောခြင်းများ၂025စာအုပ်မှာကောင်းနှုတ်တင်ပြပါသည်ကြားနာရသူအပေါင်းပေါ်မှာသာဝရဖျားဤကျေးဇူးတော်နဲ့ညီတခြင်းခံစားရပါစေ